င်္ဂလာပါခင်ဗျာ Hey Club Season 4ကနေပြီးတော့ပြိတက်တွေကိုပြန်လည်ကြိုဆိုပါရခင်ဗျာဒီ season ကတော့အရွယ်၃မှမရွေးတာနေ့စဉ်ဘဝမှာတက်ကြွလမ်းဆန်းတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့မှတင်ဆက်ပေးနေတဲ့အစီအစဉ်ကောင်းတစ်ခုပဲဖြစ်ပါတယ် ဟုတ်ပါတယ်ကျမတို့ hair class အစီအစဉ်အားဆိုလို့ရှိရင်ပြည်သက်တွေကြည့်ရှုရင်းနဲ့ပါလိုက်ပါဆော့ကစားနိုင်မှုအတွက်ရယ်လက်ရှိမှာ training ဖြစ်နေတဲ့အားကစားတွေကိုသိရှိဖို့အတွက်ရည်ရွယ်ပြီးတော့တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်တင်ဆက်တဲ့အခါမှာလည်းတကယ်ကိုမှနီးမှလမ်းမှစနစ်ချဖို့အတွက်လည်းတကယ်ကိုနားလေတဲ့နီးပြတွေ instructor တွေနဲ့အတူတကွာရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ရဲ့အစီအစဉ်ကိုအိမ်မှာပဲဖြစ်ဂျင်မှာပဲဖြစ်အခုလိုက်ကြည့်ပြီးတော့မှအတူတူဆော့ကစားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင် ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဒါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ကဒါယောဂဆောင်းမယ်နေ့လေးပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့အစီအစဉ်မှာဆိုရင်တော့ကျွန်တော်တို့ Hey Club ဖို့အစားကနေပြီးတော့အခုအထိပေါ့နော်ပါဝင်ပြီးတော့မှကုညီပေးနေတဲ့ Yoga for Everyone ကဆရာလီကိုလည်းဒါဖိတ်ခေါ်ထားပါတယ်ခင်ဗျာဆရာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဆရာပရိသတ်တွေကိုမိတ်ဆက်ပေးပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်တို့ Yoga Instructor Lee ကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့အစီအစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော် Yoga ကိုသင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာအဲ့တော့ဒါဒီနေ့စပြီးတော့ကျွန်တော်ဆောက်လိုက်ရအောင်နော်ဟုတ်ကဲ့ โอเคอ่ะဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့လူတွေအများကြီးကလည်းကျွန်တော်ဒီနေ့ခင်မှာဆိုလို့ရှိရင်တကယ်စိတ်ဖိစီးမှုတွေအများကြီးဖြစ်နေတာဆိုတော့ကျွန်တော် stress release ဆိုရယ်ခေါင်းစဉ်လေးကိုရွေးချယ်ပေးထားပါတယ်အဲ့တော့ကျွန်တော်တခါတည်း stress release ခေါင်းစဉ်လေးနဲ့ပေါ့နော်ယောဂချက်စဉ်လေးကိုစလိုက် တော့ကျွန်တော်ယောဂဆားလုပ်ဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံးစိတ်ကောခန္ဓာကိုယ်တကယ်ကိုငြိမ်းချမ်းပြီးတော့မှကျွန်တော်ယောဂလုပ်တဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့စိတ်ကောခန္ဓာကိုယ်အတူတကွသေချာလိုက်လုပ်ဖို့လိုရယ်ပေါ့နော်ကျွန်တော်ခန္ဓာကိုယ်ကဒီယောဂဖြာပုံမှာရောက်နေပြီးတော့လှုပ်ရှားနေပြီမဲ့ကိုယ့်ရဲ့အာယုံတွေပြန့်လွင့်နေမယ်ဆိုလို့ရှိရင်လည်းတကယ်လုပ်တဲ့ယောဂကျင့်စဉ်မှာဆိုလို့ရှိရင်လည်းအကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အရင်ဦးဆုံးကျွန်တော်ယောဂကျင့်စဉ်မစခင်မှာဆိုရင် meditation လေးနဲ့စလိုက်ချင်ပါတယ်ဟုတ်ကဲ့ပါဟုတ် โอเคเอ่อ meditation လေးလောက်ပို့အတွက်ကျွန်တော်ဘေဘက်6 clock လေးအောင်းမှာထားမယ်။ညဘက်6 clock လေးကိုပေါင်ပေါ်မှာတက်။တက်နိုင်တဲ့သူတွေကတော့ပေါင်ရင်းပေါ်မှာတက်မယ်။အကယ်၍လုံးဝ6တင်ရတာခက်တယ်ဆိုလို့ရှိရင်တော့6ကိုအောင်းမှာပဲချထားလို့ရပါတယ်။ Okay နိုင်တဲ့သူတွေကတော့6ကိုပေါင်ပေါ်မှာတက်ပြီးတော့လက်ညှိုးလက်မထိတ်ကလေးထိထားမယ်။မျက်လုံးလေးမှိတ်လိုက်ပြီးတော့မိညောင်ရောနေစပြီးတော့ကျွန်တော်ကုတ်ရိုးထိနောက်ကျိုးရိုးစ30 30လောက်တစ်ဖြောင်းလေးလေးဖြစ်အောင်ထောင်း။အာယုန်တွေမပြတ်လည်သွားအောင်လေကိုယ်စိတ်ကလေးကိုနာတိပြထိတ်ကလေးမှာပဲထားမယ်။လက်ညှိုးလက်မထိတ်ကလေးထိပြီးတော့ဂျန်နဲ့လက်သုံးချောင်းဆန်ထောက်ထား။ လမောင်းကြီးကနေစပြီးတော့လက်ချောင်းလေးတွေတည်ကြနိုင်လေဆိုရင်ဆက်ထုတ်တာမျက်လုံးလေးမိတ်ထားပြီးတော့အာယုံလေးမပြတ်တော့ခွေလေးရှူသွင်းတဲ့ဝင်သက်တစ်ခုချင်းစီရိုင်းရှူထောက်လိုက်တဲ့ထွက်သက်တစ်ခုချင်းစီရိုင်းတည်ခလာဝေးတစ်ခုလောင်းကလှူရှားနေရနေပြီးမြိန်လိုက်တဲ့အခါဆိုရင်အုံနောက်ကြီးတစ်ခုလောင်းကစဉ်းစားစရာတွေတွေးစရာတွေပေါ်လာတယ်ဘာမှမတွေးဘဲနဲ့မစဉ်းစားဘဲနဲ့ခွေစိတ်ကလေးရောခန္ဓာကိုယ်လေးရောရှော့ချတယ် အယုံလေးမပြတ်တော့ဝင်တက်တစ်ခုချင်းစီရင်ထွက်တက်တစ်ခုချင်းစီရင်တီးပြီးတော့တက်လိုက်တော့လေးကိုအရှိရှုတယ်လေးကိုဖြီးပြီးချင်းနဲ့အရှိရှုတယ်မယ်ဖြီးပြီးချင်းနဲ့လေးကိုအရှိရှုတော့ခန္ဓာကိုယ်မှာကိုယ်တီးစိတ်ကနေမြင့်ထားရမျိုးမဟုတ်ဘဲနဲ့မတီးစိတ်ကနေပြန်မြင့်ထားတဲ့တန်းတာတောင်းထားတဲ့နေရာရှိတယ်အဲတော့ဘာမှမမြင့်ထားပဲမတန်းတာပဲမတောင်းတာပဲ ဒီလေးစိတ်ကနေပြီးတော့ကြောက်သားမြအစိတ်ပိုင်းတွေအကုန်လုံးလျှော့ချတာပဲ focus ကိုတနည်းအားဖြင့်မှာပဲထားပြီးလေ့ရှုသင်တာလေးကိုသိရှုထောက်တာလေးကိုသိမယ်ဒီ జయ န်နေစပြီးတော့လေကိုအရှိရှုသွင်းမယ်ရှုသွင်းပြီးရတဲ့ကျွန်တော်အသက်ကလေးရနိုင်လောက်။ရင်ဘတ်ကြီးဖောင်းလာတာကိုခံစား ေကျွန်တော်နေရိုးပြန်ကားလာတော့ခဲစားအစုပ်ထဲမှာကျွန်တော်အောက်ဆီဂျင်နဲ့အပြေးဝရောက်နေတဲ့အချိန်ခန္ဓာကိုယ်ကပို့ပြီးအောက်ဆီဂျင်နဲ့ဆုံးနိုင်တယ်။ twin use တလုံးချင်းစီရအောက်ဆီဂျင်နဲ့ပို့ပြီးရောက်တွေ့လည်းပတ်မှုပို့ပြီးရောက်အောင်စီလုံးဝမအောင်ထားနိုင်တော့ဆိုတဲ့အနေထားရောက်တော့မှဖြီးပြီးချင်းလေးလေးရှူထားရနိုင်တော့ဖြီးချင်းရှူ နောက်ထပ်ကျဲအတိုင်းမလေးကိုရှည်ရှုတယ်မယ်ရှည်ရှုတော့ရှုတဲ့နဲ့တက်ကလေးအောင်မယ်ခန္ဓာကိုယ်ပဲနေရာမှာညစ်ထားတဲ့တဲနာတောင်းထားမှာလုံးဝမအောင်နိုင်တော့နေထားရောက်ပြီးစပြေးပြေးချင်းလေးလေးရှုတော့နောက်ဆုံးတစ်ချိန်မှာရနိုင်တော့လေးကိုရှည်ရှု အတက်ကလေးလုံးမအောင်နိုင်တဲ့အနေထားရောက်တဲ့ဒီအောင်တော့ပခုံးလေးလုံးမမြောက်တော့ပခုံးလေးကို short တော့ကုတ်တေးကို short တော့ဖြီးပြီးခြင်းမဲ့လေးကိုရှေ့ short တော့ပဲပုံမှန်တိုင်းလေးနှာခေါင်းနှစ်ဖက်နဲ့လေးလေး short တဲ့ short တော့ပြန်ချင်လက်ဖွာလေးနှစ်ခုပူလာတဲ့ဒီပုံလေး လက်ဖွာလေးနှစ်ဖက်ကနေပြီးတော့မီထမီထဖူချက်လာတဲ့အထိအများကြီးလက်ချောင်းလေးဖယ်ထားပြီးလက်ဖွာလေးပူလာတာလေးခံစားချင်းလက်ဖွာလေးပူလာပြီးဆိုရင်မျက်လုံးပေါ်မှာခုံခုံလေးအုပ်တယ်လိုက်လက်ရဲ့ပူငွေလေးကိုခံစားချင်းမယ်လက်ရဲ့ပူငွေရဲ့အမေကိုကြိုက်တာရင်မေးကိုပူချတာလေးတတ်တာစီဒီနေ့ချင်းလက်ကလေးဖယ်ပြီးကိုယ်လက်ဖွာလေးကိုပဲချင်းရမရှိမှလက်အုပ်ကလေးချီထားမယ်ကောင်းမွန်ပြီးလေးကိုရှင်းရှင်း should help you calling on chat namaste okay as a sound လက်ကလေးနှစ်ခုစလုံးကျွန်တော်ဘီကိုဆန်းထုတ်လိုက်ရင်ဘတ်ကလေးဖွင့်ထားမယ်တန်းနိုင်လောက်ရန်ရနိုင်လောက်ကိုကျွန်တော်ရင်ဘတ်ကိုအရှိတဆုံးတိတွန်းထုတ်ရင်ဘတ်တွန်းထုတ်တဲ့ချိန်တိုင်းဂုတ်တွေမြင့်ထားတာမျိုးမလုပ်ဘဲနဲ့ပခုံးအောက်ကိုချပြီးရင်ဘတ်တစ်ခုလုံးနံရိုးတစ်ခုလုံးရှိတွန်းထုတ်လိုက်ဝမ်ဘတ်ကိုတွင်းနဲ့ဆွဲရှက်မယ်မျက်လုံးလေးမှိတ်ထားပြီးလေးလေးရှူတင်းရှူထုတ်လိုက်လေးကိုရှိရှူရှူထုတ်တန်း9နောက်ကြောပြင်းနေမှာညောင်းပြီးတင်းလာတော့ခံစား8 7 6 5 4 3 2 and 1 okay ပြန်ကြည့်ရပါလက်ခေကျမ်းမြင်လေးပုံမှာချောင်းလေလုံးဝမနိုင်တဲ့သူတွေရတတော်ချလိုက်လို့ရဒူးတွေပေါင်းနေမကြွလာဘဲနဲ့တက်နိုင်လောက်ဒူးတွေပေါင်းနေကိုဖိချထားမယ်ဘယ်ဘက်လက်ကိုအပေါ်တဆုံးထိဆွဲဆံပြီးတော့ကိုယ့်ရဲ့လက်ထိပ်ဖြားလေးကိုကြည့်အာယုံမပြန့်တော့တဏီယာထဲမှာပဲအာယုံဆူဆိုက်ထားပြီးကိုယ့်ရဲ့လက်ထိပ်ဖြားလေးကိုကြည့်မယ်။ရင်ဘတ်ကလေးဖွင့်ထားမယ်1 byte ကိုဆွဲချက်မယ်။9 net were bill တဆုံးထိတိုးသွားမယ်။10 9 8 7 6 5 4 3 2 1 five, four, three, two, and one. ဟိရှုပြည်ဒီတဲ့ကျွန်တော်ဘယ်ဘက်လက်ကညာဘက်လက်ရဲ့ပြီးမှချက်။ one bike အတွင်းနဲ့ဆွဲရှိပြီးခါလေးလိုက်လိုက်မယ်။နိုင်နေဆိုတော့ကျွန်တော် check လေးခြေဖနောက်နေရာခြေဖနောက်နေရာလေးတောင်းပြီးထိထား။အောက်ကပြည်ဒီချင်းလက်ကလေးတိုးတော့။တင်မရမချော့တော့ပေါင်းမချော့တော့။ဒီကိမနိုင်ဆိုရင်ကျွန်တော်တောင်းလေးဒီလက်လေးချက်။ကုတ်တင်မင်းနဲ့ထားဘူး။မကုန်းနေမင်းနဲ့ထား တတ်နိုင်လောက်ဒင်းအားတွေတောင်းအားတွေမတုံးပါပဲလို့ short စိတ်ကလေး short တာစိတ်က short တာမှခန္ဓာကိုယ်တစ်ပြေးပြေးအလိုက်တင်ရောကြတယ်10 9 8 7 6 5 4 3 2 1ဝါခေရှိတဲ့နယ်လက်ကလေးပြန်ဆက်ရှူထောက်ပြီးကျွန်တော်အဲ့တိုင်းပညာလေးတောင်းတယ်ဘေဘက်လက်ကလေးချမ်းမူပေါ်ချထားတယ်မြတ်ဘက်ကိုဖွင့်တယ်ညာဘက်လက်ကိုအပေါ်တစုံတိဆွဲဆက်မနိုင်ဘူးဆိုလို့ရှင်ကျွန်တော်တောင်းလေးထားထားလိုက် ယ်။နိုင်နေဆိုလက်ကိုပြီးတဆုံးထိဆွဲဆန်းတော့ခုနကတော့တိုင်တယ်။နိုင်တက်နိုင်လောက်1 byte ကို training ဆွဲချပြီးတမဆိုးပါလေမြတ်တယ်။ဝေလက်ထိတ်ထားလေးဝေချင်မျက်လုံးကတနည်းအားဖြင့်အာယုံဆူဆိုက်ပြီးကြည့်ရတဲ့အခါကျရင်ကျွန်တော်တိတ်ပြီးအာယုံမပြတ်တော့ဘူးနော်5 4 3 2ရှူမယ်အပေါ်ညာဘက်လက်ခေပြေးပြီးချင်းဘယ်ဘက်လက်ရေးပြီးလဲ မယ်။ဝမ်ပိုက်ကိုတက်နိုင်လောက်တွဲနေဆွဲရှက်ပြီးကာရီဂျော်ရီတစုံတီလေးနဲ့ရနိုင်လောက်အောက်ကိုဖြည်းဖြည်းချင်းပေါက်ချလေရှု should tell မမရနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တောင်းလေးချထား Then 9 8 7 6 5 4 3 2 1 ဝမ်ကိစားစားချင်းလောက်ထားရဲဆိုတော့လက်နှစ်ဖက်စလုံးဆန်ထားတဲ့ position လေးကိုပြန်လာလေရှုအဲ့ကနေပဲကျွန်တော်ညာဘက်လက်ကကြောကုန်ပတ်လိုက်မယ်ဆိုတော့မနိုင်ဘူးဆိုရင်ညာဘက်လက်ကိုကျမ်းပြင်အနောက်မှာပဲချထားနိုင်နေဆိုရင်ကြောကုန်လေးကိုဖြည်းဖြည်းချင်းပတ်ပြီးတော့ညာဘက်ခြောက်လေးလှမ်းဆွဲလိုက်ပို့ပြီးတော့ရနိုင်သေးတယ်ဆိုရင်တော့ဘယ်လက်ကညာဘက်ခြောက်လေးညာလက်ကကြောကုန်ပတ်မယ်ညာဘက်ခြောက်ကိုလှမ်းဆွဲပြီးတော့ โอเคဘယ်လက်ကနိုင်နေဆိုရင်ညာဘက်ဒူကောင်းလေးကိုင်မယ်လေးဦးရှေးကြီးရှုမယ်ရှုထောင်းနဲ့ရနိုင်လောက်တော့ကိုလှဲ့တော့ဝမ်ဘိုက်ကိုတွင်းနဲ့ဆွဲချထားမယ်လေးရှုရှုထောင်းခါရီမှာချိုးရီမှာတင်းနေတောင်းနေရရောချစီလေကျွန်တော်တက်နိုင်လောက်ပကုန်းနဲ့ညှက်ထားတာတောင်းထားတာမလုပ်ဖဲနဲ့ရှော့လေးရှုတင်းရှုထောင်းပုံမှန်လေးလောက်မယ်တန်9 8 7 6 5 4 3 2 1 ဝမ်ကလေးကိုရှေးရှုရှုတော့ပြေးပြေးချင်းပြန်လျှောက်ပြီးညာဘက်ချောက်ကလေးချမ်းမြေမောချမယ်ဘယ်ဘက်ချောက်ကလေးဆိုရှေးတက်ရလေးဆက်တော့ခြေလုံးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာလက်ကလေးကိုချထားတော့ ်ခေါင်းမဝီလေးကိုရှင်းရှုနေရှင်ထောင်းနဲ့နိုင်လောက်လက်ကိုရှင်းတဆုံးတိဆန်းထုတ်တော့ဒီမှာဆန်းထုတ်တဲ့အချိန်မှာလဲကျတော့ခါယိုဂျိုယိုတခုလုံးပဲဆွဲဆန့်နေတာဖြစ်တဲ့အတွက်တက်နိုင်လောက်နောက်ဂျိုယိုလို့မခုံးသွားပဲနဲ့အကယ်၍ဆိုရင်အရှိကိုမှောက်ချရအရန်ခက်တယ်ဆိုရင်ဒူးကောင်းလေးခွေးပြီးအောက်ကိုဖြီးလေးချက်မှောက်ချလို့ရတယ်နိုင်တဲ့သူကတော့အောက်ကိုတဆုံးတိမှောက်ချနှစ်ပူးလေးနဲ့ဒူးလေးနဲ့ဆွဲကတ်ထားမယ်ခါရီဂျိုရီတဆုံးတိဆွဲဆန့်တာလေရှင်သိရှင်ထောက်ပုံမှန်လေးလို့ကုတ်တီမြင့်ထားတဲ့ပကုံးလေးတင်းတာတော့လောက်ခဲနေရှော့ခြေပြားလေးတက်နိုင်လောက်တဆုံးတိကော့ထားမယ်တန်း nine, eight, seven, six, five, four, three. တက်လီပုံမှန်ရှူသွင်းရှူထောက်လို့ပြောနေတယ်။2 and 1 he should be easy to get down. ခါရီချိုရီမှာဒူကောင်းတကောက်ခွက်တွေတင်းနေရရောတော့လေရှူရှူထောက်မှာဒီခါကျလို့ရှင်ကျတော့ဘေဘတူလေးကိုယ်လိုက်မယ်လေရှူရှူထောက်ပြီးချောကလေးကိုကျန်နေပေါ့ ချတာရင်မကလေးဖွင့်တာမလက်ကိုတဆောင်းတိဆွဲဆက်လေးရှုမယ်ရှုထောက်ပြီးဖြီးပြီးချင်းပြန်လဲမယ်အဓိကကျတော့ခြေောက်မတင်တော့ခြေောက်ကိုအောက်မှာချထားပြီးတော့ကျတော့တိတ်မလုံးနိုင်တဲ့သူတွေဖြီးပြီးချင်းဒီတိုင်းလေးပဲလှည့်တော့ဝမ်ဘိုက်ကိုဆွဲချက်ပြီးနောက်ကိုဖြီးပြီးချင်းလဲဘိုက်ကိုတွဲနေဆွဲချက်ပကုံးနဲ့မီးစီတတန်းနဲ့ဖြတ်လောက်တဲ့နေဒါလေးနောက်ကိုလှည့်တော့မယ်ဒါန်ဘိုက်ကိုအတွင်းနဲ့ဆွဲချက်ထားပြီးတော့မှပဲအနောက်ကိုလဲအဲ့ချိန်ချင်ဆိုတော့1 by 9ဂျင်ဘက်ကိုဆက်ထားတဲ့ကန်လန့်ဖြတ်ချွတ်တော့ diaphragm ကကျွန်တော် lock လုပ်ထားတဲ့အတွက်1 by 10ကို လေမြောက်တော့ဝမ်ဘိုက်ကိုအတွဲနဲ့ဆွဲချက်ပြီးအဆုတ်တစ်ခုတည်းအသက်ရှူလမ်းကြောင်းတစ်ခုတည်းကိုပဲလေရှူတန်းချူထုတ်တော့3 2ခါလေးနေစမ်းတော့ဝမ်အိုကေရှူပြေးပြီးစံပြန်လေလာရှူထော့ပြေးပြီးစံပြန်လေပြီးတော့ညဘက်6ကိုရှူစံထုတ်လိုက် ခြေလုံးပြီးတစ်ဖက်တစ်ချက်စီမှာလက်ကလေးကိုချမယ်။နောက်ပုံလေးကိုရှေ့ရှုနိုင်လောက်လက်ကိုခြေတလန်းချင်းတိုးသွားမယ်။ကိုယ်ကိုညှစ်ထားတာပကုံးတင်းထားတာမလုပ်ဖိနဲ့။ဆိုမနိုင်ဦးစစ်ခြေပြားလေးကောမယ်။လက်က6ခြေကိုလမ်းဆွဲမယ်။ကြောရိုးဆွဲဆမ်းမယ်။နိုင်နေဆိုအောက်ကိုဖြီးပြီးချင်းမှောက်ချသွားမယ်ပခုံး shot နောက်ကြောပြင်တစ်ခုလုံး shot ရှင်သိရှင်ထောက်ကလေးပုံမှန်လေးလောက် then 9 second shot အာယုံလေးမပြန်တော့ဘဲနဲ့ဖြီးပြီးချင်းမှောက်ချတော့5 4 3 2 1 哇！佢始終咧就皮膚真偏透啦，咪睇下仲有嗱，巴斯隆氏有深度。 ရင်ဘတ်ကလေးကိုဖွင့်ထားမယ်6ခုကကျွန်တော်ဖျားရဲ့အကွာဝေးတိုင်းခွဲလိုက်မယ်ဆိုတော့2ပေးလောက်ခွဲလိုက်မယ်ခြေပြားလေးကော့ထားမယ်လက်ကိုပြီးတော့တဆုံးထိဆွဲဆက်လေးရှုမယ်ဒီခါညာလက်ကဘေဘက်ဒူးကောင်းလမ်းခိုင်းမယ်ဘေဘက်လက်ကိုနောက်ကိုတဆုံးထိဆွဲဆက်ရနိုင်နေဆိုရင်တော့လက်မောင်းလေးနဲ့ရွယ်နဲ့ကပ်ပြီးတော့ဖြည်းဖြည်းချင်းဆောင်းချမယ်ကိုရနိုင်ဆုံးကိုယ့်ရဲ့ခါးဘေးကျော်အတင်းဆုံးနေထားလေးမှာပဲဟုတ်တော့ဒီနေထားမှာရရဲဆိုဒီနေထားပို့ပြီးတော့ရနိုင်နေဆိုရင်အပေါ်ကလက်ကအောက်ကချောက်ကလေးကိုလမ်းဆွဲရင်ဘတ်ကိုဖွင့်ပြီးမျက်နှာချက်ကလေးကိုမော်ကြည့်မနိုင်လက်ကိုဒီတိုင်းတဆုံးမဲ့ဆွဲဆန်တော့မယ်တဲ့အောက်က ခြေချောင်းလေးတွေကိုကော့ထားမယ်9လူကောင်းလေးကိုဖိထားမယ်8ရမတ်ကိုဖွင့်လက်ကိုလို့တဆုံးထိဆွဲဆန်းလိုက်7 6 5ကိုကြည့်ပုံပုံရှာ4 3 2 and 1ခီရှူအဲ့ဒါနဲ့ဘယ်ညာလေးချိန်မယ်လေးရှူမယ် ဘယ်လက်ကညာဘက်ဒူကောင်းအောင်ကိုက်ညာဘက်လက်ကိုအပေါ်တဆုံးကိဆွဲဆက်လေးရှုရှုထုတ်ပြီးခုနကရောလိုပဲဖြည်းဖြည်းချင်းစောင်းချတော့မယ်အတင်းစောင်းချရမလို့ကျွန်တော်ခန္ဓာကိုယ်မှာအတင်းဆုံးတောင့်ဆုံးဖြစ်နေနေရရှိအဲ့ဒီအတင်းလောက်လို့ရှိရင်ကျွန်တော်ဒဏ်ရာရတတ်တယ်အဲ့တော့ကိုရနိုင်လောက်တဲ့အနေထားတော့ကနေပဲဖြည်းဖြည်းချင်းဆွဲတော့တဲ့โอเคဒီနောက်အတင်းဆုံးဖြစ်နေဆိုအဲ့နောက်မှာဆွဲဆန်းထားမယ်အားကိုကျွန်တော်ခါဘေးဆောင်းပါမယ်ခြေပြားကိုကော့ထားလေရှုတဲ့ရှုထုတ်ပုံမှန်လေးလုပ်5 4 3 2 1 ဝါးခေရှုပြန်ထလာပြီးလက်နှစ်ဖက်စလုံးချိန်မလေးကိုလှမ်းဆွဲလိုက်။ရင်ဘတ်ကိုဖွင့်ကောင်းမွန်လေးကိုရှိရှုမယ်။ရှုထောက်ချောက်ကိုဖြည်းလေးချင်းဆွဲဆန်လာမယ်။တတောင်လေးကိုအပေါ်မြောက်လိုက်။မြောက်တဲ့ချိန်ကျရင်နောက်ကျောမခုံးသွားဘဲနဲ့မနာဘူးဆိုဒူးလေးနည်းနည်းလေးခွေးရှိကိုမှောက်ချမယ်။နိုင်နေဆိုအောက်ကိုတဆုံးတိဆင်တော့ဘိုက်ကိုတွင်းနဲ့ဆွဲရှက်ခါရီကျော်ရီဆွဲဆန်တော့မယ်။တန်9 8ဒူးကောင်းပြီးချထားတဲ့ခြေပြားလေးကော့တာ7 6 5 ်လေးရှုရှုထောင်းအရင်ဆွဲရတာခက်နေဆိုရင်ကိုယ်ခြေတလုံးတော့မမဟုတ်ခြေချင်းဝက်ကလေးကိုကန်ထားလို့ရ5 4လေးရှုတဲ့ရှုထောင်းပုံမှန်လေးလောက်3 2 wow he should be reading ပြန်ထားရှုထောင်းပြီးချောကလေးနှစ်ခု cross ထိလိုက်မယ်လက်နှစ်ဖက်စလုံးရှုကျမ်းမြင်ပေါ်မှာခြားထား Okay အဲ့ချိန်မှာဆိုရင်ကျွန်တော်လက်ဖက်နှောင်းနဲ့ဂျိုင်းနဲ့တဒန်းနဲ့ပြောင်းထားမယ်ဒူးကောင်းနဲ့တင်မနဲ့တဒန်းနဲ့ပြောင်းထားခေါင်းမော်ပြီးလေးကိုရှေ့ရှုခါလေးကြောလေးတစ်စုံတစ်ခွတ်ထား အပေါ်မျက်နှာချက်ကလေးကိုမော့ကြည့်မယ်။ရနိုင်တော့ကျွန်တော်မျက်ခုံးနှစ်ခုကြားရဲကိုကြည့်။ရင်ဘတ်ကိုဖွင့်ကောင်းလေးကိုမော့ထားမယ်။ကုတ်ကြီးလုံးကြီးနဲ့ထားခါးကိုချုပ်ထားမလို့ခနဲ့ short ။ then 9,8,7,6,5,4,3,2,1,1ရှုထောက်ပြီးနောက်ကျောပြန်တစ်ခုလုံးတော့လိုက်ခါရီကျော်ရီတဆုံးထိခုံမယ်ရင်ဘတ်နဲ့မီးစီးနဲ့ကပ်ပြီးမျိုးလုံးရဲ့ကိုယ်ချက်ကလေးကိုကြည့်လေရှုတဲ့ရှုထောက်တာလေးပုံမှန်လေးလုံး10 9 8 7 6 5 4 3 2 1 nine, eight, seven, six, five, four, three, two, အရှင်ရှင်သွင်းတဲ့ဖြည်းဖြည်းချင်းလက်ကလေးနောက်ကိုရွှေ့လာမယ်လက်ကလေးပေါင်းပေါ်မှာတင်မယ်ခါလေးချိုးလေးတစ်ဖြောင်းနဲ့ဖြောင်းထားဆိုတင်မောက်အနောက်ကိုပို့ထားလက်ပြင်ကုန်ထားမလို့ဖနဲ့ခါယူချိုးတစ်ဖြောင်းနဲ့ခေါင်းကနေစပြီးတော့ဒူးခေါင်းအထိတတန်နဲ့ဖြောင်းထားမယ်ဒူးခေါင်းပြီးတော့အရင်အကျဉ်းကြီးမခွဲထားဘူးပခုံးနဲ့ဒူးခေါင်းအကွာဝေးတိုင်းမှာပဲရမတ်ကိုဖွင့်မယ်ဝမ်ပိုက်ကိုဆွဲချက်ပြီးမီးညောင်ရုပ်အတွင်းနဲ့တွဲလိုက်လက်နှစ်ဖက်စလုံးပေါင်းပေးနာမှာကြောင့် ရံဘတ်ကိုဖွင့်လေရှင်ညာဘက်လက်ကိုပေါ်တဆုံးထိဆွဲဆန်းတင်မအောင်မြောက်သွားပဲနဲ့အိမ်နေထားနေပြီးဖြည်းဖြည်းချင်းဆောင်းချမယ်အပေါ်ခွေလက်ထိတ်ဖြောင်းကြည့်မယ်နိုင်နေဆိုရင်လက်ချောင်းလေးကိုကျန်းပြီးပေါ်ချလိုက်တင်မအောင်မြင့်ထားပြီးလက်ထိတ်ဖြောင်းကြည့်ခါပေးဆောင်တဆုံးထိမြင့်ထားရံဘတ်ကိုဖွင့်မယ်ရွှေသွင်းရွှေထောက်လောက်ပြီးတဒေါင်တဆုံးထိဆွဲဆန်းလိုက်တန်9ပကောင်းရှေ့တော့ထောက်ပြီးတင်မအောင်ရှင်းနေနေလေးတော့အေး7 you want the motion in it to 6 5 4 3 2 and ဝမ်ပြောရင်ဆိုရင်ဘေဘလက်ကိုအပေါ်တဆုံးတီဆွဲဆန်းလိုက်မယ်။ခါးဘေးဆောင်လေးကိုညှက်ထား။တက်နိုင်လောက်တမောက်လူရဲ့နောက်ရောက်သွားရဲဆိုရင်ခါးနာတက်တယ်။တမောက်ရှုပ်တော့တမောက်ညှက်အောင်တော့ခါးဘေးဆောင်လေးညှက်ထားမယ်။9 8 7 6 5 4 3 2 1ဝေါ်ကီလီရှုပ်။ရှုထုတ်ပြီးအဲ့တိုင်းဆိုရင်ပညာလေးပဲဆောင်းတော့ညာဘက်လက်ကိုချမ်းမြမောချဘေဘလက်ကိုတဆုံးတီဆွဲဆန်းမယ်။ဟိုအကယ်၍ကျွန်တော် လောက်ရတာခက်တယ်ဆိုရင်လက်တစ်ဖက်ကိုပေါင်ပေါင်ဝါတင်ထားမယ်တတောင်တဆုံးထိဆွဲဆန်တာပြီးလက်ကကောင်းမမီတာပဲရင်ဘတ်ကိုဖွင့်ပြီးဖြီးလေးချင်းစောင်းချတော့ရှူသွင်းတာရှူထောက်တာလေးလုပ်ပြီးဒီမောင်ရှိတဆုံးထိတွန်းထားမယ်ဒန်9ဂေါ်ဒီမညက်ဖဲနဲ့ရှုံထား A 7 6 5တရှူ4 3 2ပြန်လည်းနှစ်ဖက်စလုံးဆွဲဆန်လိုက်ခုနကတော့အတိုင်းပဲလေးရှူမယ်ရှူထောက်ရနိုင်တော့ဘေးဖြည်းဖြည်းချင်းစောင်းချအောင်မယ်တန်း9 8 နိုင်နိုင်လဲဆိုရင်အများကြီးစောင်းချမယ်မနိုင်ဆိုရင်တဝက်လောက်ပါပဲဟိုးထား8 7 6 5 4 3 2 1 key shoot key ဒီပြန်လာမယ် lane pass လောက်ကြမ်းမြေပေါ်ပြန်ချပြီးတော့ရှင်သွင်းနဲ့ညာဘက်လက်ကိုပေါ်ဆိုရင်အပေါ်လက်ထိထားလိမ့်ချင်း they shoot shoot တော့ပြီးညာဘက်လက်ကိုဘေးဘက်ချိုင်းအောင်ထိုးတော့တန်းနိုင်လောက်ညာဘက်ပခုံးကိုကြမ်းမြေပေါ်မှာချမယ်ညာဘက်ပခုံးချပြီးတော့မှညာဘက်နဲ့ထင်းအောင်ချလိုက် they should should talk one by good training so should be better luck go for the song thing so is should then should talk ပုံမှန်လေးလောက်ကျွန်တော်ရနိုင်တယ်ဆိုရင်လက်ကိုဒီတိုင်းပဲထားမယ်မရနိုင်ဘူးဆိုလို့ရှင်ဖြီးပြီးချင်းလက်ကကြောကုန်ပတ်ပြီးတင်မလေးပုံမှန်တင်ထား they should should talk အော်လက်ကတင်မပုံမှန်ခါပုံမှန်တင်ထားလို့ရလက်ကရှင်းနေနေလေးထောက်ရတယ် and ဒီပကုံးတစ်ခုလောက်ထောက်ရနိုင် okay အဲ့ဒါကိုရင်ဘတ်ကိုဖြီးပြီးချင်းဖွင့်8 7 6 လေရှုရှင်ထောက်ပဲလှုပ်တဲ့သူတွေရနိုင်တယ်ဆိုရင်ဖြည်းဖြည်းချင်းရှင်ဘက်ကိုခွင်းပကုံးလက်ရနိုင်လောက်လှည့်ပြီးတော့ရှင်ထောက်ရင်းနဲ့ပဲလှည့်တော့5ရလား4 3လေရှု should talk to and walk his shoe ဖြည်းဖြည်းချင်းလေးပြန်ထားလာမယ်လက်ကလေးချမ်းမြေပေါ်မှာပြန်ထောက်ဘယ်ဘက်လက်ကိုပေါ်တဆုံးထိဆွဲဆက် one bike train နဲ့ social leash လက်ကိုတဆုံးထိဆွဲဆက်လာမယ်ရှင်ထောက်ပြီးတော့ဘယ်ဘက်လက်ကိုညာဘက်ကြမ်းအောင်ထိထိုးတက် bé 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 con chá nhà bà là của bố suy sinh nhân vật của phải mình mình nhau suy là cả chỗ bố bắt nơi này suy bảo lưu lên thầy bố nhớ đến chắc cũng ngồi chỉ biết nhân vật của phải bé con này của phải nào lưu chi chú chú tao để nói a seven cái nào cô lớn hay chị mà tao thà ra trên là mình lâu hơn ấy trên này là bố mẹ lý lý chú tên chú tao tao về lâu five four 3 2 1ခီရှူပြေးပြီးတဲ့ပြန်ထလာမယ်လေဘထောက်ထားတဲ့နေရာပြန်ပြီးရင်ကျွန်တော်နောက်ကခြေပြားလေးထောက်လိုက်မယ်ဒူးကောင်လေးကိုနည်းနည်းလေးကြမ်းမြန်လေးကြွားလိုက်ဆိုဒီအလေးကနည်းနည်းလေးတော့ခံနိုင်တယ်အရန်ခက်နိုင်တယ်အရန်ခက်တယ်မလုံးနိုင်ဘူးဆိုဒူးကောင်တစ်ဖက်ချထားလိုက်ရဘိုက်ကိုညှက်ပေါင်လေးညှက်ထားမယ်လေရှင်သိရှူထောက်ပေါ်ခံလေးတော့လက်ကိုအောက်ကိုထောက်တဲ့ချိန်မှာလက်ကိုတစ်ချောင်းချင်းချဲထားမယ်လက်တစ်ချောင်းညက်ကြမ်းမြန်ပေါ်မှာကပ်နေပြီးလက်ဖက်နောက်ကဆုပ်ခွက်လိုမျိုးကြမ်းမြန်ပေါ်မှာကောက်ထားတယ်9 drop weight A 教室的那个 seven 那个 six 你修修到教的那个修出来嘛？其实那那个挂位啊，米亚中的 B 快了被套，然后的那那那 five 你修的修到部门里了 four three two one 可以修，你要不读那你要不读到那听不听到？我那也被被读到查了一下嘞，你修修到 ten nine eight seven six, five, four, three, two, and one. Okay, should do all you can chop. Call him up, you the chest, you may. Should tell please and get shot. ဒူကောင်းလေးကြွားလိုက်မယ်ဒီခါပဲပဲဒူကောင်းနဲ့ပဲပဲတဒောင်းလေးနဲ့ထိမယ်လီရှူရှစ်ထောက်ပုံမှန်လေးတော့မတက်တက်နိုင်တော့တဒောင်းမကွေးသွားပဲနဲ့ကောင်းလေးပဲမို့လီရှူရဲ့ချိန်တိုင်းကျွန်တော်ပါဇက်မတုံးမဲနဲ့နှာခေါင်းနဲ့ပဲရှူ9 8ဒူကောင်းလေးပြန်ကြောက်7 okay ထိန်းထားကြည့်6 5 4 3 5နှာခေါင်းနဲ့ပဲလေ့ရှုကြည့်4 3 2စိတ်ကိုရှော့ဝါးကိရှုပြေးပြီးတဲ့ချာပြင်တယ်မှာဖနောက်ပေါ်မှာထိုင်ချတယ်ဆိုတော့ခုနကကျွန်တော် bike တွေလည်းညောင်းနေရရှိမယ်လက်ကဝတ်တွေမှာလည်းတင်းနေရရှိမယ်အဲ့တော့ပြန်ရှော့လက်ကရှုတစုံတစ်ဆွဲဆက်လက်မထဲမယ်လက်ဒီဆော့လက်ကောက်ကိုတစ်ချက်ချင်းနဲ့5 4 3 2 and 1မြောင်းမြင်လေးပြန်လဲပဲ5 4 3 2 1ခေပြန်လက်ခုံလေးပြန် ညာဘက်ကကျော်ပြီးတော့ပတ်တာလေးချိန်တယ်။ချူလက်ကိုဖြည်းဖြည်းချင်းတွဲနေရနေဆွဲထားပါ။ဆိုတော့မနိုင်ဘူးဆိုရင်ဒီနားလောက်မှပဲထား။နိုင်နေဆိုအဲ့လိုပေါ့နိုင်နေဆိုရင်လက်ကိုတဆုံးထိဆွဲဆက်လိုက်လက်ကိုလိုခွဲလိုက်မယ်ပြီးရင်ညာဘက်လက်ကချော်ပတ်တာချိန်လိုက်โอเคရှုလက်ကိုအတွင်းထဲကနေပြန်ဆွဲထုံးမယ်ဆွဲဆန်းထုံးလိုက်တဲ့အချိန်ကျကျွန်တော်လက်ဖြင့်ကျွတ်သားတွေမှာအတင်းဆုံးဖြစ်နေလိမ့်မယ်နိုင်နေဆိုအောက်ကိုတဆုံးထိဆွဲချလိုက်လေရှုချောင်းရှုထုံးတဲ့9 8 7 6 5 4 3 2 1 four မနောက်ဆိုလေဒီနာလောက်မှာပဲနေလို့ရနော်3 2 1 okay shoot shoot တော့ပြေးပြီးချင်းပြန်ဆွဲထုံမယ်လက်ခုံလေးပူပြီးအဲ့တိုင်းနောက်ထပ်တစ်ဖက်လောက်လေး shoot တဲ့ shoot တော့နေပြေးပြီးချင်းလက်ကိုတဆုံးထိဆွဲဆန်တော့တန်လက်ခုံလေးပူလိုက် okay ဟာတဆွဲထုံဆွဲထုံဆွဲထုံပြေးပြီးချင်းဆွဲထုတ်ပြီးကျွန်တော်လိန်သွားတဲ့အချိန်ကျရင်ဒီလက်ကောက်ဝက်ကနေစပြီးလက်ပြန်ကြွတော့အကုန်လုံးတင်းနေအောင်ခံစားအောင်တန်9 8 7 seven, six, five, four, three, two, and one. He should should talk be likely time. So now song the cool in it, song the line. So do go in the cool, ခြေကုံလေးနှစ်ဖက်ချထားတဲ့အချိန်မှာကျွန်တော်လူကြီးအနေနဲ့လုပ်မယ်ဆိုရင်အောက်မှာခေါင်းနေဒါမှမဟုတ်ဖက်လုံးနေခံထားလို့ရတယ်။ဒါမှမဟုတ်ယောဂချင်းတဲ့အချိန်မှာတောင်းနေ block တောင်းနေလည်းခံထားလို့ရတယ်။ဆိုတော့ဒီအချိန်နောက်ဆုံးလက်ကောက်ဝတ်ပြီးတဲ့အချိန်မှာနောက်ဆုံးခြေချင်းဝတ်ကလေးနဲ့ဆုံးတက်လာ။ညာဘက်ချောက်ကလေးအပေါ်ဖြီးပြီးချင်းမြောက်တယ်ဆိုတော့ခြေကုံချထားမယ်၊ဒူးကောင်းလေးအပေါ်ဆွဲလာ။ဆိုတော့ခန္ဓာကိုယ် hand check ကိုလည်းထိန်းရမယ်၊ bike ကိုလည်းညှက်ထား၊ leash shoe အဲချူတော့ညချီတာမချတာဘူးခြေကုံလိုက်ကြောက်လို့မြေရှင်အဲဟိုတဲမှာခြေကုံကြောမှာအတင်းဆုံးနေလေ အတင်းဆုံးဖြစ်နေလိမ့်မယ်နော်ဆိုတော့ဒီနေထဆိုရင်ခြေကုံကြောမှာအတင်းဆုံးဖြစ်နေလိမ့်မယ်နိုင်နေဆိုတော့လက်ကဖြေးပြီးချင်းဒူကောင်းကိုပိုက်ပိုင်းနဲ့ပေါင်းနဲ့ကက်လိုက်မယ်ဆိုတော့ဒီနေထဆိုရင်ပုံမှန်လေ့ကျင့်ခန်းနေမှာဆိုလဲပုံမှန်ဆိုရင်ခြေကုံကြောဆွဲဆန်လိမ့်မယ်ဆိုအရင်နာလိမ့်မယ်ဆက်စားချင်းလုပ်တဲ့အချိန်ဆိုလေအဲ့တော့တက်နိုင်လောက်စိတ်ကလေးကို short ပြီးလေးရှုသွင်းရှုထောက်ကလေးမှတ်ပြီးဟိုးထား10 9 8 7 6 5 4 3 2 1 ဝါရှင်ထောက်ပြီးဘယ်ညာလေးချိန်ငယ်ဆိုတော့လုံနိုင်နေဆိုရင်တော့ကျွန်တော်ဘယ်ညာတစ်ဖက်ချင်းစီလုံမယ်အကယ်၍ညာပို့ပြီးတော့လုံနိုင်နေဆိုရင်တော့ခြေကောင်လေးဖိချပြီးဒူးကောင်လေးကြွာလာနိုင်နေဆိုရင်လက်နှစ်ဖက်စလုံးဒူးပေါ်မှာတင်ထားပြီးဟိုးထားလို့ရတယ်လေရှု should tell me then nine again မနိုင်ဆိုရင်တစ်ဖက်ချင်းစီပဲတော်မယ် a safe and courageous တဆုံးတိဆွဲဆန်းအောင်အနောက်ကိုအရင်မလန်တော့ဘဲနဲ့လက်နှစ်စလုံးတင်ကြည့် five four three 2 and ဝါဟောက်ကီရှူရှူထောက်ပြီးတော့ဖြီးပြီးတဲ့ချောက်လေးပြန်ဖြုတ်ပြီးတော့ချောက်ကိုရနိုင်လောက်ရှူဆန်းဒူကောင်းလေးခြေချင်းဝတ်ဒီအကောင်လုံးရှော့ချလိုက်ဆိုရင်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်လောက်ခဲ့တဲ့အာယောဂကျင့်စဉ်တွေပါเนาะကျွန်တော်တကယ်ကိုဖြီးဖြီးချင်းစီပဲလောက်ရပြီးတော့ တခုချင်းစီတိုင်းမှာတကွက်ချင်းစီတိုင်းမှာကိုယ့်ရဲ့စိတ်ကိုဟိုခန္ဓာကိုယ်နဲ့ကပ်ပြီးလောက်ရတာဖြစ်တဲ့အတွက်ကြောင့်လို့ရှင်းနေ stress တွေအကုန်လုံးအတွေးအကုန်လုံးခဏမေ့ထားပြီးဒီ7မိနစ်15မိနစ်20အတွင်းမှာကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်နဲ့ကပ်ပြီးလောက်ရတာဖြစ်တဲ့အတွက်ကြောင့်လို့တကယ်ကိုစ ट्रेस လေးရောက်မယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဒါဆရာပြတော်တဲ့ထဲမှာဆိုတကယ်လည်းထူးကြရတယ်တခုချင်းစီလိုက်ပြီးတော့တေချာလေးလိုက်လုံနေတာဖြစ်တယ်ဘဲမှစိတ်မပြောင်းတော့ဒီထဲမှာပဲအာရုံရောက်နေနောက်တစ်ခုကကြောက်အပူတွေခန္ဓာကိုယ်ကနေတောက်လျှောက်ထွက်နေ အဲ့လေးတခုကတော့တကယ်အရင်မှိုက်ပါတယ်ဟုတ်ဘာလို့ဆိုကျွန်တော်လုံနေချိန်မှာများသောအားဖြင့်ပူချရတဲ့အသွေးကြောတွေကိုဖိထားတာရှိရယ်ပြီးတော့မှကျွန်တော်10 second လောက်ဖိထားပြီးလွတ်လိုက်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းခန္ဓာကိုယ်ကအပူတွေထွက်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ဟုတ်ပါတယ်ယောဂဆိုတဲ့အတိုင်းပဲကိုယ်ခန္ဓာကိုယ်ကိုစမ်းမရုံသာမကပဲစိတ်ကပါအရင်ငြိမ်းချမ်းသွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့ဆရာကတော့သိကျင်တာလေးမေးကျင်တာလေး ဒီလိုမျိုးအခုလောက်သွားတဲ့ကစားကွက်တရားဆိုရင်အဓိကဘယ်လိုလူတွေကစားတင်မှာတလဲရှင်အော်ကျွန်တော်ဒီနေ့ခေါင်းစဉ်အတိုင်းပဲပေါ့နော်တကယ် stress အရင်များနေတဲ့သူတွေတရားချက်တကယ်ပြင်းပြင်းထန်ထန်လုပ်ရတဲ့လေ့ကျင့်ခန်းမျိုးလည်းမဟုတ်ဘူးဆိုတော့ယောဂကျင့်စဉ်တစ်ခုကျင့်စီတိုင်းကကိုယ့်ရဲ့စိတ်ကိုခန္ဓာကိုယ်လိုက်ပြီးအသေးချာတိပြီးလုပ်ရတဲ့ကျင့်စဉ်မျိုးဖြစ်တဲ့အတွက်ကြောင့်လို့ stress အရင်များတဲ့သူတွေအလုပ်ရမ်းရှုပ်တဲ့သူတွေဒီခါလေးအော်ဘာလုပ်လို့လုပ်အောင်မသိဘဲနဲ့ stress အရင်များပြီးတော့အော် 佢嘅細呢看到過，特別有少啲阿媽片嘅 solution，特別年齡大啲咯，阿大叔、阿姐啲老嚟片，看到佢嘅裝飾得苦件事啊，我，仲有 P P 件事，仲有 P P 茶啊，所以先係攞嚟睇 solution，佢會看到過細個，譬如阿嬌嬌嘅 P P 咩，就係講到出嚟嘅 P P 件事要點樣去睇埋。好嘅，吧。 ဟုတ်ကဲ့ပါအဲ့တော့ဒါဒီနေ့မှာဆိုလို့ရှိရင်လည်းဒါကြီးစုနေတဲ့ပရိသတ်တွေလည်းအိမ်မှာဒါအလွယ်တကူကျွန်တော်နဲ့အတူလိုက်လုံနိုင်မယ်လို့ထင်ပါတယ်ဒီနေ့အစီအစဉ်မှာပေါ့နော်အခုလိုမျိုးလုံးဝ stress release ဖြစ်အောင်လို့ဒါပြသပေးသွားရဲ့ဆရာလေးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အခက်ခက်ခဲလေးလုံးဝတချို့ဟာဆိုအခက်ခက်ခဲလေးလုံးဝအတွက်ကုသိုလ်ထင်ရောမြမရောကျေးဇူးအများကြီးတင်ပါတယ်လိုက်လုပ်ပေးရဲ့မြမလည်းကျေးဇူးအများကြီးတင်ပါတယ်ကြီးစုနေကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့တော့ဒါ now episode တင်မှာပရိသတ်တွေနဲ့ပြန်လည်ပြီးတော့တွေ့ဆုံပါမယ်ခင်ဗျာအားလုံးပဲတက်တာပါတက်တာ Yeah.